ကျောက်ရဲ့3လ2025မှဒီ22ရက်3လ2025တပတ်သာကညီမများကိုတင်ပြပေးသွားမှာဖြစ်ပါလေဗျာကျွန်တော် UFO Channel ရနေပြီးတော့တပတ်သာလောကချမ်းသာရေဒီယာများကိုတင်ပြနေတာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဒီနေ့16ရက်3လ2025မှဒီ22ရက်3လ2025 တပတ်သားကညီမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်ရောဘောချန်နေရနေပြီးတော့တပတ်သားလောကချမ်းသာရေတရာများကိုတင်ပြနေတာဖြစ်ပါတယ်ဒါကြောင့်ဆက်ကြောရေ3လ2025မှသည်23ရက်3လ2025ရောဘောချန်နေရလောကချမ်းသာတပတ်သားရေတရာများကိုစတင်တင်ပြနေတာဖြစ်ပါတယ်ဗျာဒီဒီပါအိုးရင်လောကနဲ့ပတ်သက်တဲ့ကိစ္စတော့ အော်ခမရလောက်ကင်တွေကအင်းကြီးအင်းကောင်းမိသားစုမိသားကောင်းလုပ်ငန်းကောင်းတွေနေထိုင်ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်စိတ်ထဲမှာလောက်ကင်နဲ့ပတ်သက်တဲ့ကိစ္စငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စနောက်တင်းကြံ့ကြပြီးတခုခုထွေးသလိုဖြစ်နေတာပဲအိမ်ဆောက်မယ်ဆိုလဲဆောက်လိုက်ပါအလုပ်လုပ်မယ်ဆိုလဲလုပ်လိုက်ပါအလုပ်တိတ်တိတ်လုပ်မယ်ဆိုလဲလုပ်လိုက်ပါအိမ်ကထွက်မယ်ဆိုလဲထွက်လိုက်ပါ ။အိုးရင်လောက်ကိုင်းတဲ့ပတ်တင်မှာကိုယ့်ရဒေတာမှုတွေတခြားရဒေတာမှာအလောက်ကိုင်းတွေပွင့်လန်းပြီးကိုယ့်ရကိုဒေတာမှာတော့အဟောင်းနေနဲ့ပြန်လဲတိဆောက်ရတဲ့ကာလမျိုးတွေဖြစ်တဲ့အတွက်ဒီချိန်မှာလုပ်ငန်းတွေတိဆောက်ခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာ။အိုးရင်လောက်ကိုင်းတွေပတ်သက်တဲ့ကိစ္စမှာအောင်မြင်ကြတဲ့လူတွေကတော့ပြဿနာမရှိဘဲနဲ့မအောင်မြင်တဲ့လူမအောင်မြင်မှာကြောက်တဲ့လူတခုခုလိုအပ်ချက်ရှိတဲ့လူတွေအားလုံးတို့ဒီတော့ကျွန်တော်တို့အရာပြလို့ရှိလို့ရှိရင်တော့အရာဥတော်အနောက်မြောက်တော်လက်ဖန်ခွက်ကလေးဖန်ခွက်ကလေး နော်ဖန်ခွက်ကလေးကိုကိုင်းပြီးမှဆူတော့အတင်ဖန်ခွက်ကလေးရဲ့ကျွန်တော်လောက်ကိုင်းနေပတ်သက်တာအဆင်မပြေဘူးဗျာအိမ်ဆောက်ခြင်းနဲ့ဗျာနော်အလားအိမ်ဆောက်ခြင်းနဲ့ဗျာအလူလုပ်ခြင်းနဲ့ဗျာအနေနဲ့ရတဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်အောင်အဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်ပိတ်ဆို့နေတဲ့အိုးဝင်လောက်ကဲများအများဆုံးပွင့်လန်းအောင်ကူညီဆောင်ကြောက်တော်မူပါဆိုတဲ့အကြောင်းရာဦးတောင်းအောင်နောက်မြောက်တောင်းလှည့်ပြီးမှ ။ဖန်ခွက်ကလေးကိုကိုင်းပြီးဆူတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကင်များအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်အလောက်ကင်နဲ့ပတ်သက်တဲ့ပွင့်လန်းမှုတွေခုနှစ်သားသမီးအားလုံးတို့ဒီရာဥတော်အောင်တော်တော်လက်ပြီးဖန်ခွက်ကလေးကိုင်းပြီးတော့ဆူတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေသောနော်ကိစ္စများအိုးရင်လောက်ကင်များအများဆုံးပွင့်လန်းမှုဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။ နော်ကျွန်တော်တို့လောကချမ်းသာရေရေရေရာများတပတ်စာတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာယာယီထင်းကိုလွဲချုံနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ယာယီထင်းကိုလွဲချုံနေတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီအားလုံးတို့ဒီကျွန်တော်တို့တနေ့လာအရှိရာကိုလှည့်နော်အဲ့ဒါတနေ့လာရှိတာကိုခေါင်းလေးကိုလက်ကလေးနဲ့ရှောက်ဖြစ်ခေါင်းလေးကိုကိုင်းပြီးတော့အကြောဖြစ်သူတို့ရှောက်ဖြစ် ကိုကောင်းလေးကမဲ့အတင်ကောင်းလေးရဲ့ကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလိုးနေတယ်ကျွန်တော်လိုတဲ့ပတ်စံဘလောက်ကျွန်တော်ပေးစရာဘလောက်ကျွန်တော်ရကြရာဘလောက်ပြန်ရရင်ဇာလေးတွေနဲ့အဆင်ပြေခြင်းနဲ့ဗျာအဲဒါကြောင့်အတင်ကောင်းလေးကကျွန်တော်မှပိတ်ဆို့နေတဲ့ကိစ္စလေးတွေမှာအဆင်ပြေအောင်တင်းလာအရှိရာကိုလှည့်မိမိကောင်းလေးကိုဖြစ်ပြီးဆူတောင်းလိုက်သမှာဗျာတင်းနဲ့မှပိတ်ဆို့နေတဲ့ငွေကံများအများဆုံးပွင့်လန်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ခုနရဲ့သားသမီးအားလုံးတို့ဒီတင်းလာအရှိရာကိုလှည့်လှည့်ပြီးတော့ကျွန်တော်ကိုကောင်းလေးကို ဟုတ်မြဖြည့်ပြီးမှခမအနှိတ်တယ်လို့ဖြည့်ပြီးမှစူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံများဒီတစ်ပတ်အတွင်းမှာအများဆုံးပွင့်လာမှာဖြစ်ပါလေဗျာတရားကြောင့်လောကချမ်းသာရေရာများကိုတင်းတင်းလာအရှိရာကိုလှည့်ပြီးတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေခေါင်းလေးကိုဖြည့်ပြီးစူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကံများအများဆုံးပွင့်လာမှာဖြစ်ပါလေဗျာထိတ်ကြမ်းတာပြောခြင်းမူရတဲ့တင်းငွေနေတောင်းအရှိမြောက်တောင်းမှာဖြစ်ပါလေစိတ်တွေပြောလာသူပြောပါလေအလောက်ကိုင်းနေပွင့်လာသူပွင့်လာမှာတယ် ငွေကြီးနဲ့ပတ်သက်တာအဆင်ပြေလာသူပြည်ပါတယ်တခုခုနဲ့ပတ်သက်မှာထင်းငေါလွဲချော်သလိုတခုခုကိုဆုံးဖြတ်ချက်တည်တည်ကြမချမနဲ့ဤလေလေဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ပြဒါဒါကြောင့်စိတ်တန်ပတ်သက်တဲ့ကိစ္စမှာတခုခုဆုံးဖြတ်ချက်မချရဲတဲ့ပုံကူအလုံးတို့ဒီတနင်္ဂနွေတောင်အရှိမြောက်တောင်လက် သူများရဲ့နှာခေါင်းလေးကိုတိတ်ကလေးကိုလက်ကလေးနဲ့တင်းပြီးတော့သူများရဲ့နာတပြတောင်အသင်နှာခေါင်းလေးကသူများရဲ့နာတပြတောင်ကျွန်တော်တို့စိတ်တွေချမ်းသာခြင်းနဲ့ဗျာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စအယောင်ဝင်နဲ့ပတ်သက်တဲ့ကိစ္စမင်းပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပါအဆင်ပြေခြင်းနဲ့ဒါကြောင့်ကျွန်တော်စိတ်ဓာတ်ကြီးနေဒါကြောင့်ကျွန်တော်ကြားနေတဲ့စိတ်ဓာတ်တွေအများဆုံးတက်ကြွအောင်အသင်နှာခေါင်းလေးကအဲ့ဒီသူများနဲ့နာတပြတောင်ကိုကြီးစောင့်ကြတော်မူပါဆိုတဲ့အကြောင်းတနင်္ဂနွေတောင်အရှိမြောက်တောင်လှည့်ပြီးမှနာလေးကိုလက်ကလေးနဲ့ထိပ်ပြီးမှ စူတောင်းခြင်းဖြင့်စိတ်ချမ်းသာပျော်ချင်မှုများအများဆုံးပွန်လန်းမည်ဖြစ်ပါကြောင်းလောကချမ်းသာတပတ်တာရေရီယာများကိုတင်ပြပေးလိုက်ပါတယ်ဗျာကိုနေနီးနဲ့စသတဲ့တစ်လူယောက်ျားလူယောက်ျားလူယောက်ျားတွေနဲ့ပတ်သက်တဲ့မှာဝတ်တရပဲပြောလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအကြလူယောက်ျားတွေနဲ့ပတ်သက်တဲ့နိနေဆက်သက်တဲ့ပုံကူအားလုံးတို့ဒီနောက်တစ်ခုခုနဲ့အစီအပြေပြင်မိမိမှာဝတ်ထားတဲ့အင်းကြီးအင်းကြီးလေးကိုကိုင်းပြီးတော့တင်းလင်းလာအရှိရာကိုလှဲ့လှဲ့ပြီးမှအင်းကြီးလေးကိုဆွဲဆွဲပြီးမှစူတောင်းတော့မှအဲ့ဒီအင်းကြီးလေးရဲ့ ကျွန်တော်လေးလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးရွှေလေးတွေပေါင်းထားတယ်မင်္ဂလာကြီးတာတွေမင်္ဂလာတွေစောင့်ခြင်းနဲ့အလှူတွေလုပ်ခြင်းနဲ့เนาะကျွန်တော်ကျွန်တော်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာလူယောက်ျားတွေကိုကိုကိုရင်ကိုရာကိုမိသားစုမှာမကပ်ဘဲနဲ့အပြင်မှာရောက်နေတယ်အဲ့ပြဿနာတွေကြောက်တယ်လူယောက်ျားတွေဖန်သီးတီဖြစ်မှာကြောက်တယ်ပြဿနာဖြစ်မှာကြောက်တယ်ငွေကြီးနဲ့ရောသားဖြစ်မှာကြောက်တယ်ကိုကိုကိုမိသားစုမှာပြောပြောချင်းချင်းပြစ်တည်ခြင်းနဲ့ပေါင်းထားလဲရွှေလေးတဲ့ရွေးခြင်းနဲ့ဒါမှမဟုတ်ရွှေလေးတဲ့ကျွန်တော်ဝဲခြင်းနဲ့ဗျာဒါကြောင့်ကျွန်တော်ပိတ်ဆို့နေတဲ့ကိစ္စလေးစဉ်းပြအောင် တနင်္လာအရှိအရာကိုလက်ပြီးမိမိရဲ့အင်ကြီးလေးကိုဆွဲပြီးမှစူတောင်းခြင်းအပြင်သင်တို့မှာပိတ်ဆို့နေတော့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စ၊ရွှေနဲ့ပတ်သက်တဲ့ကိစ္စ၊လူဒါနနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေ။ကိုသားချင်းနဲ့ခီကိုပြောချင်းတဲ့စကားအမှန်ဒီချိန်မှာမင်းနေနဲ့ပတ်သက်တဲ့မှာဝါတာတာတွေဖြစ်နေမင်းနေတပ်ပြက်နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့လိမ်လည်မှုငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုအိုးရင်လောက်ကနဲ့ပတ်သက်တဲ့အဆင်မပြေမှုတွေကြုံတွေ့နေရပြီးမင်းနေတပ်ပြက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ ဒါကြောင့်မင်းနေဓာတ်ပြက်နေတာဖြစ်တဲ့အတွက်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးကိုအစီအပြေချင်းမိမိရဲ့ခေါင်းမှာရှိတဲ့သပင်လေးကိုဆွဲတင်းနှင်းကနေတောင်အရှိမရောက်တောင်လှည့်ပြီးမှခေါင်းကသပင်လေးကိုခမရဆွဲရင်ဆွဲမဆွဲရင်ခေါင်းပီးလေးနဲ့ဖီးပြီးမှသပင်လေးကိုလှောက်အောင်ဖီးပြီးမှသူတို့ ငါတပင်ရလှလိုက်တာငါမှာပိတ်ဆိုနေမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေစင်ပြပါသေးအပြောင်းအလဲရာထူးထိုးတွေစင်ပြပါသေးပြင်ရိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေစင်ပြပါသေးမြေယာတွေနဲ့ပတ်သက်တဲ့ပြဿနာလေးတွေပြလာအောင်ပြီးတော့စင်ပြပါသေးကြောင်းခေါင်းမိမိရဲ့ခေါင်းရဲ့သပင်လေးကိုဖီးဖီးပြီးမှစူတောင်းခြင်းအပြင် တင်းတို့မှာပိတ်ဆိုနေမင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအရွှေ့ရာဒူးဒူးနဲ့ပတ်သက်တဲ့မိယာရီနဲ့ပတ်သက်တဲ့ကိစ္စစာမွေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရပါဘူးဗျာဒါကြောင့်သွားခြင်းတို့သွားခွင့်ပြောခွင့်ပြောခွင့်မရတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီတင်းနှလာအရှိအရာကိုလည်းမိမိအင်ကြီးလေးကိုပဲထပ်ပြီးတော့ဆွဲဆွဲပြီးမှစူတောင်းတမ်းမှာ စွဲပြီးစူးတောင်းလိုက်လည်းပဲလူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စအခီးစကားနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ကိစ္စပြောတဲ့မြတ်စုသမားအောင်မြင်ကြော်ကြမိဖြစ်ပါတယ်။ဒါကြောင့်အင်းကြီးလေးကိုစွဲပြီးတော့တနင်္လာအရှိရကိုလွှဲတော့လွှဲကျော်နေတော့ခီးစကားများအမြန်ဆုံးပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစားလောကချမ်းသာရေရာအနေနဲ့တင်ပြပေးလိုက်ပါတယ်ဗျာ။နော်အဲ့ဒါလေးကိုနဲ့နီးနေသက်သက်တဲ့မင်း အနော်ဒါလူမျိုးမျိုးဘာသာသာသနာနဲ့ပတ်သက်မှလူဒါမင်းဟာအမှုခွင့်ပြဿနာဖြစ်တဲ့တဲ့နေသက်ဒီအားကောင်းပြီးတော့ပြီးမှဒီအားမကောင်းပါဘူးဗျာဒီအချိန်မှာတကြမတိုင်းမြည်အတွက်မှာတော့နေသက်ဒီအားကောင်းပြီးပြီးမှဒီအားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ် တော့နိုင်ငံနိုင်ငံလည်းရုပ်ရုပ်ရုပ်ပြည်သူကလည်းရုပ်ရုပ်ရုပ်အားလုံးကလည်းမြင်ရမမြင်တရားလည်းရုပ်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 ဖြစ်နေဒီရေးမှမင်းရောလို့မြဲလူတွေအစုလိုက်ပြုံလိုက်တည်စီတတ်တဲ့ကိစ္စလူယောက်ျားတွေအစုလိုက်ပြုံလိုက်တည်စီတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာအမှုခင်ပြဿနာတွေဖြစ်မယ်အဖမ်းသီးတွေရှိမယ်လူတွေတည်ကြည်ပြည့်စည်တတ်တဲ့ကာလမျိုးတွေဖြစ်တယ်လူယောက်ျားတွေကန်ထုတ်တတ်တဲ့ကာလမျိုးတဖြည်းဖြည်းနဲ့တိုးဝင်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ပြဿနာတွေကင်းအောင် ပြဿနာတွေကင်းရင်လည်းပုံကူအားလုံးတို့ဒီကျွန်တော်တို့ ဗုဒ္ဓတောင်ရကိုလှဲ့လက်တောင်ရကိုလှဲ့လှဲ့ပြီးမှကျွန်တော်တို့ကိုယ့်ရဲ့ကိုယ့်ရဲ့စံတီလေးသုံးသီးဓမင်ကျက်တဲ့စံတီလေးသုံးသီးကိုကိုင်းပြီးမှဆူတောင်းတကယ်လို့များစံတီလေးသုံးသီးမလွင်ဆက်လက်ကလေးကိုကိုင်းပြီးမှဆူတောင်းအတင်ဆက်လက်ကလေးရဲ့အာကျွန်တော်လေးအဲအမှုကွင်းပြဿနာကြီးရောက်တယ်ဗျာကျွန်တော်အမှုကွင်းပြဿနာကြီးရောက်တယ်အမှုကွင်းနေနဲ့ပတ်သက်တဲ့ပြဿနာတွေငြိမ်းချမ်းပြီးတော့ကျွန်တော်ဖြစ်သမျှအလုပ်သမျှကိန်းသားလေးအစဉ်ပြေးအောင်ယောဘောလိုဒုဝကြောပြီးမုခင်းပြတနာရေဝေးအောင်ကိုကြီးစောက်ကြတော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်းရကိုလက် လူယောက်ျားတွေဓာတ်ပြက်နေတဲ့လူယောက်ျားတွေအစင်းမြောင်ဆက်လက်ကလေးကိုကိုင်းပြီးဆူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လာမိဖြစ်ပါကြောင်းလေးလေးစားစားတပတ်သာတင်ပြပေးလိုက်ပါရစေဗျာဆက်ကြောက်ရဲ့3လ2025မှဒီ22ရဲ့3လ2025တပတ်သာကံမြင့်ရေရာတွေနဲ့ပတ်သက်တဲ့ကံကောင်းတွေရဲ့ကဏ္ဍတွေကိုတင်ပြသွားမှာဖြစ်ပါတယ် အောင်မလီဒီကိုနောက်ရကိုလဲလှဲ့ပြီးမှရေလေးတောက်ပြီးဇူတောင်းမယ်ဆိုလို့ရှိရင်တော့ဒီဒီဘာထဲမှာတစ်တို့နှစ်တို့ငါးတို့ပါတဲ့အောင်မလီဒီကိုအနောက်ရကိုလဲရေလေးတောက်ပြီးကန်ဆန်းကြပါထီကံများအများဆုံးပွင့်လာမိဖြစ်ပါတယ်တကယ်လို့ထီကံလေးတွေစတဲ့အခါမှာထိတ်ဒီကနန်းလေးတွေကိုထားမယ်အောင်မလီဒီကိုနောက်ရကိုလဲပြီးမှထိတ်ကနန်းလေးကြီးထားမယ်ဆိုရင်တော့ ကိုကနန်းလေးတွေထိတ်ကထားပြီးတော့အပိတ်ကနန်းလေးရတစ်တို့နှစ်တို့ငါးတဲ့ပါတဲ့ကနန်းလေးတွေအပိတ်ကနန်းလေးထားမယ်ဆိုရင်သင်တို့ထီကန်လေးတွေအများဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာအာကောင်းဆုံးကနန်းတော့ဒီတစ်ပတ်ကတော့နှစ်ဖြစ်ပါတယ်တူးနှစ်ဖြစ်ပါတယ်ခဗျာအောင်မလေးဒီအောင်နောက်ရကိုလည်းနှစ်ပါတဲ့ကနန်းလေးတွေအထူးသဖြင့်ကန်စားမယ်အဲစားမယ်ဆိုအဆင်ပြေမယ်ဒီဘက်တွင်မှာတကယ်လို့အောင်မလေးဒီမှာအတွဲကနန်းလေးတွေထိုးကျင်လို့ရှိရင်တော့အောင်မလေးဒီအောင်နောက်ရကိုလည်းရေလေးတောက်ပြီးမှထီကန်လေးတွေစားမယ်ဆိုရင်တော့၉တက် ကိုနှစ်ကိုငါဆိုတဲ့ကဏ္ဍလေးဒီကံလေးတွေစားမယ်ဆိုလို့ချင်းတင်းတော့မှာပိတ်ဆိုနေဒီကံများအများဆုံးပွင့်လန်းမှာဖြစ်ပါကြောင်းလေးလေးစားစားလောကချမ်းသာရေရာတပတ်စာအနေနဲ့တင်ပြပေးလိုက်ပါရဗျာကျွန်တော်တို့ရောဘောချန်နေရလောကချမ်းသာတပတ်စာရေရာများလောကချမ်းသာတပတ်စာကောင်းများများလောကချမ်းသာတပတ်စာ နေ့စဉ်ဇာများလောကချမ်းသာတလားစာများရောလောကချမ်းသာ အာဘာဘာရိုးရဖို့ရဲ့လောကချမ်းသာတနစ်စာဟောသနမြောက်ကိုလည်းပုံမပြတ်ထုတ်လုပ်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီတစ်ပတ်16ရက်3လ2025မှာဒီ22ရက်3လ2025 တပတ်သာကဉ္ဇမာများဟုလောကချမ်းသာရေရာများဟုတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ရောဘိုချန်နယ်ရဲ့လောကချမ်းသာရေရာတွေပြုလုပ်တဲ့လူလူနတ်ပြည်မှာတောက်တော့အောင်တဲ့ပုံကိုအပေါင်းတို့သည်လောကချမ်းသာရေရာတွေပြုလုပ်ခြင်းဖြင့်ပိတ်ဆို့နေတဲ့အိုးရင်လောကများအများဆုံးပွင့်လန်းကြပါသည်ငွေကြီးနဲ့ပတ်သက်မှသူ့လိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးစိတ်ချမ်းသာပျော်ချင်သားနဲ့လူနိုင်တဲ့နယ်လူတွေဖြစ်ပါသည်ရွှေတွေလဲငွေတွေလဲနဲ့မြေပင်ရာပိုင်းတွေဖြစ်ပါသည်အပြောင်းအလဲရာတူတူတွေမှာအဆင်ပြေပြီးတော့စံမွဲတွေဖြစ်ရင်အောင်ပါသည် သွားတော်ခီးများအနေကင်းပြီးချင်းပြီးတော့ပြောတော်စကားများအောင်မြင်ကြကြပါစေနော်အမုတ်ခင်းပြတနာများဝေပြင်းငွေကြီးများစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးသာသနာပြုနေတဲ့တာကောင်တမိကောင်မိသားစုကောင်များဖြစ်ကြပါသည်ကြောင်းရောဘော် channel ရဲ့လောကချမ်းသာရဲ့ဗီဒီယိုများတပတ်စာကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ